ီရာလေးတစ်ခုသည်ဘုန်းကြီးတို့အတူခိုးဖို့မကောင်းဘူးလောကလူတွေနဲ့ဆက်နွယ်နေရတဲ့လူသားတယောက်အတွက်ကျန်တဲ့လောကရန်ဘလောက်ကျန်းတယ်ပြောပြောလူပါဇက်နဲ့တွေ့တဲ့လောကရန်လောက်ကျန်းတာရှိပါမလားရှိပါဘူးချီးမွမ်းတာလည်းပဲပါဇက်ကဲ့ရတာလည်းဆဲတာလည်းချွတ်ချွတ်သားသားပြောတာလည်းအမလီပြိဿယခေါရီပါဇက်တဘောက်ဒီကဘာကြီးကိုဒုက္ခရောက်နေတာအဲ့ဒါပဲ ဒါတော့ဒီပါဇက်ပေါက်မှာကို့ပါရောမရှိဘူးလားအမလီသူများအရင်မစင်းစားနဲ့ကို့ပါဇက်ကရောအဲ့ဒီလိုတခါတည်းသူများပုံမှာဝစီကံကျမ်းတာတွေနှုတ်တာတွေစုံအောင်မပြောခဲ့ဘူးလားကို့ပြောတော့အရသာရှိလားမရှိလားလက်ဘတ်တော့တပွဲနဲ့ပြီးရလားကို့အပြောခါတဲ့အခါကျတော့လက်ပြောက်တစ်ချက်လေးတီးတဲ့အချိန်လေးပြောခါတော့ခံနိုင်ရှိရလား ောင်းငေါ့မြေသူအဲ့လိုပြောတယ်ဘယ်မလဲအကောင်မပင်ငါတုတ်တုတ်မှန်ချက်ချင်းတခမ်းမောင်းတင်သွားတာဟလာအဲ့တော့ပြောချင်တာကအဲ့ဒါပဲဒီမှာအာလာဝကာကြီးရဲ့အလွန်ကြမ်းနေတဲ့နှလုံးသားကိုဖျားရတရားဟောပြီလားဘာတရားမှမဟုတ်သေးဘူးပြိဿယမေတ္တာအပြည့်ခန္တီအပြည့်နဲ့ပြုံးနေတဲ့အပြုံးလေးတစ်ချက်တည်းနဲ့အာလာဝကကလေးတွေပြောတဲ့စကားနဲ့ဆိုဟတ်တီပါဠိသာ ဟတ်တီဗီဒီတဲ့ကံကြအလောင်းကစဉ်းစားတယ်ဒါဆိုရင်တော့ဟုတ်ပြီဘောရမမြတ်စွာဘုရားတလောကလုံးကပြောတဲ့မေတ္တာကရုဏာတွေအနန္တပိုင်ရှင်ဆိုတော့သိကြပြီဒါပေမဲ့တခုကြံသေးတယ်ဘာလဲဆိုရင်ဟောဒီဘောရမမြတ်စွာဘုရားကိုသူတို့ပြောကြပြန်တယ်အလုံးစုံကိုသိတဲ့သတ်ပင်ယုတ ရွှေညံတော်ရှင်ပိုင်ရှင်တို့ပြောတယ်ဒါဟုတ်မဟုတ်ကိုလည်းငါဆက်ပြီးတော့စုံစမ်းအောင်မှလေ့လာအောင်မှဖြစ်မယ် ပြိတ္တအဲ့ဒါပဲပြကြွကျင်တန်လာတော့သူဒီအကောင်းဘက်ကိုလဲမလာဘူးလားပြသူမစဉ်းစားလေဟောကတ္တမမြတ်စွာဘုရားလက်ထက်တည်းကမိဘနှစ်ပါးသင်ပြတာတဲ့မိခွန်းนี่အဖြေသည်သူနှလုံးသားမှာတိခဲ့တာအများကြီးပဲသောတော်ပြိတ္တရဲ့ကဘာဒီကြောကြောလွှားလွှားလာတဲ့အချိန်ကာမဂုဏ်အာယုန်ထဲမှာနစ်မြောခဲ့တဲ့အလောကဘီလူမင်းဘောရမမြတ်စွာဘုရားနဲ့တွေ့တဲ့အချိန်မှာ မိဘတဲ့သင်ပြီးထားတဲ့မိခေါအစုံ အဖြစ်အစုံရှိတဲ့အသည့်ဒီမိခေါနေပဲသူ့အုံနောက်ထဲမှာမှတ်မိတော့တယ်တဲ့အဖြစ်ပြောက်သွားပြီ။ဘာပြောက်သွားလဲ။အဖြစ်ပြောက်သွားတယ်။ဒီတော့ तू ကမိခေါကိုမေးလိုက်ဖြေလိုက်ပြီဆိုတော့ तू ပြန်သတိရမယ်။ဒါဆိုရင်ကသဗ္ဗမြတ်စွာဘုရားလက်ထက်တည်းကတိတဲ့ဒီအသည့်ကိုဂေါရမဖြေနိုင်ရင်တော့ okay တိကြပြီဂေါရမသဗ္ဗညုတဘုရားရှင်ဟုတ်ပြီ။ ဒီမှာပြိဿာအဲ့ဒီမှာမြတ်စွာဘုရားလည်းခေစကားနဲ့ပြောရင်ဒီခွင်စောင့်နေတာခွင်နဲ့ဝင်မသွားဘူးလားဝင်နေဝင်ပြီအဲ့တော့ပြောချင်တာကဟောဒီပါဠိကြီးအများကြီးပြောမဲ့စာဘုန်းကြီးတို့ဒီမှာအခုစိတ်ဓာတ်လေးကြမ်းရာကနုညံ့စပြုလာတဲ့အာလဝကဘီလူမင်းဒီကျွတ်တော်ရဲ့ရှင်တော်မြတ်ဘုရားကိုမေခွန်မောင်းများစွာနဲ့မိပါတယ်အဲ့ဒီတည်းမှာဒီကနေ့ အလောကမေးတဲ့မေခွန်းလေးလေးချက်ကိုမူတည်ထားပြီးတော့ဘုန်းကြီးတို့ဓမ္မဒါနပြုပါမယ်။နော်။ဒီတော့အလောကကြီးစဉ်းစားတဲ့အတိုင်းဩခေါရမမြတ်စွာဘုရားတပည့်ယုဒရွှေညာရှင်ဟုတ်မဟုတ်တော့ငါမေခွန်းနဲ့မိမပဲလို့အနာကိုချင်းခတ်အဲ့ဒီအချိန်မှာသူဒေါသတွေပြေသွားပါလားမပြေဘူးလား။ ပြီးသွားပြီမေတ္တာရဲ့စွမ်းအားကိုသူခံလဲရပြီကရုဏာရဲ့စွမ်းအားကိုခံလဲရပြီတိခဏ်ခြင်းရဲ့စွမ်းအားကိုခံလဲရပြီဆိုတဲ့အချိန်ပုံမှန်ဖြစ်သွားတဲ့စိတ်ဓာတ်တွေနဲ့အခုကြတော့သူသိကျင်တဲ့အဖြေတွေမိတော့မယ်ဟုတ်ပြီလားအဲကြောင့်ဒီကသာလေးနဲ့စာကြရအောင်နော်ကထာသုတရတိဩကံကထာသုတရတိအနဝံ ကထံသူဒုက္ခမေစေတိကထံသူပရိသုတ်သတိဘောဂရမဂောရမနှွေဘွားဥရှင်တော်မြတ်ဖျာကထံသူဘေသူထူးခြားဘေတရားဖြင့်ဩကတပိတော်ကိုကျုံနေရပါတဲ့ဩကလေးပြာသံသရာကြီးကိုတရတိကုမြောက်အောင်မြင်နိုင်ပါသနီးဖျား ဘောရမဘောရမနှွေဘွားဩရှင်တော်မြတ်ဖျာကထံသောဘေသူထူးခြားဘေတရားဖြင့်အနောတပိတော်တို့ကြောက်လာပါသည်ဆိုတဲ့ဝတ္တုကသုံးပြသမုဒ္ဒရာကြီးကိုတရတိကုမြောက်အောင်မြင်နိုင်ပါသည်ဖျာဘောရမဘောရမနှွေဘွားဩရှင်